မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရခတက်တော် AA ရဲ့စေဦးစည်းချုပ်ဗိုလ်ချုပ်ထုံးမြန်နိုင်ရှိတဲ့နေရာကိုဘုံကျဲပြီးတပုံမှန်တမ်းများကိုအပြက်ချအမြင့်ဖြုတ်ရမယ်လို့ချမ်ဖို့ပါတီရဲ့နေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်း ဘူးလန်လဆွေကကြွေးကြော်လိုက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ10ရက်နေ့မှာ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစဉ်အခုလိုပြောဆိုလိုက်ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာငြိမ်းချမ်းရေးဆွေးနွေးရမယ့်အချိန်မဟုတ်တော့ဘဲအပြက်ချရမှာဖြစ်ကြောင်းသဘုံမှန်သမျှအမြင့်ဖြုတ်ရတော့မှာဖြစ်ကြောင်းငြိမ်းချမ်းရေးစကားပြောဆိုခဲ့တာဟာများနေပြီဖြစ်ကြောင်းလဆွေကအခုလိုမျိုးပြောဆိုသွားပါလေ။ကျွန်တော်ဦးလဆွေပေါ့ဘူးလန်လဆွေလို့ခေါ်တယ်။ကျွန်တော် KIA မင်းတို့ရွှေလက်နဲ့ခေါ်လုံးလာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်အမလားလို့မေးလွတ်တော့မှာမေးကုန်မိခဲ့တယ်ကောအဲကျွန်တော်ကလိုက်စားကိုဘုံကျဲဖို့လေကျွန်တော်တိုက်တွန်းခဲ့ဒီလိုပဲဘယ်သဘောမှမဆွေးနွေးဘူးရင်းချိုင်းဆွေးနွေးပဲကျွန်တော်မထက်နဲ့အမိမထက်နဲ့ကျွန်တော်ဘယ်တော့မဆွေးနွေးဘူးစကားပြောရများနေများနေအပြတ်ချောက်ကျွန်တော်အမာလိုင်းအမာလိုင်းထဲမှာပါကျွန်တော်အပြော့လိုင်းမဟုတ်ဘူးဤရောဤရောနဲ့ငဖယ်တို့တို့မဲ့တယ်မှာကျွန်တော်မပါဘူးအပြတ်ချမဲ့ဖွယ်ထဲမှာပါတယ် အဲ့တော့နာမည်အေးတဲ့ဘုံထွက်ပြလိုက်ဘဏ္ဍာရှိတယ်ရှိနေတဲ့ဘုံချင်းအပြတ်ချအမြစ်ဖြုတ်ဒါပဲအဲ့လားမဆွေးနေဆွေးနေတယ်မှကျွန်တော်ပါအဲ့ဒီလာပြောတာလေးစားပါတယ်ဘူးလက်လှဆိုရာစမ်ဖို့ပါတီရဲ့ဗဟုကောမဒီဝင်ဖြစ်ပြီးတော့နေပြည်တော်ကောင်းစီနေမြေဥက္ကဋ္ဌဖြစ်ကဘောဝတိရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့စရင်သွေးထားသူလည်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်နေပြည်တော်စီယုံကလည်းရခိုင်ပြည်နယ်ပလက်ဝါမြို့နယ်အတွင်းတည်ရှိနေနိုင်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တည်နေရာနဲ့အေးအေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်အော်တိုဘာလနောက်ပိုင်းအတွင်းမှာပြုလုပ်ခဲ့တဲ့ရခိုင်ဒေသစီရင်ဆိုင်ရာအစည်းအဝေးမှာညွှန်ကြားခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးရလင်မြို့နယ်ဇီရိုရွာကအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဆုတ်ခွာပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်သုံးဆောင်ပစ္စည်းများကိုတင်စီရရှိကအဲ့ဒီစစ်ကြောင်းကမုံရွာဘက်ကိုတွားရောက်ပူးပေါင်းပြီးတော့တဲကြီးကုန်းရွာကိုမိရှုပ်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗာမာလာတရက်နေ့မှာမုံရွာမြို့နယ်နာမခါကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဘူးရလင်မြို့နယ်ဇီရိုရွာမှာအခြေပြုတပ်ဆွဲထားကနိုဗာမာလာ၁၀ရက်နေ့မနက်အစောပိုင်းမှာကြီးရွာတဲကနေပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျာ။ အခုလိုမျိုးနယ်မြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတွေကြံခဲ့တဲ့အတုံးဆောင်ပစ္စည်းများကိုတင်းစီရရှိကမိရှုရှင်းလင်းခဲ့တယ်လို့ပြောပါတယ်။အဲဒီ0ရွာကနေစုတ်ခွာထွက်ပြေးလာတဲ့စစ်ခွေးစစ်ကြောင်းဟာမုံရွာမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တွားရောက်ပူးပေါင်းကအင်းအား200လောက်နဲ့မနေ့ကနိုဝင်ဘာလ17ရက်နေ့မွန်လွယ်ပိုင်းမှာတဲကြီးကုန်းရွာကိုဝင်ရောက်စီးနင်းပြီးတော့မိရှုသွားတယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကနမခရဲကိုပြောင်းဝင်သွားတာမဟုတ်လောက်ဘူး။ မနေ့ကတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးတော့ပါရမော်တာနစီနဲ့လေးချောင်းတက်ခတ်မှု၄ချိန်လေးချောင်းစစ်ကူပေးခဲ့တဲ့ခိပိတ်တိုက်ပွဲဖြစ်တယ်။မုံရွာမြို့နယ်တဲကစစ်ခွေးစစ်ချောင်းစီကိုတွားရောက်ကူးပေါင်းသွားနိုင်ပါတယ်။မုံရွာဘက်ကစစ်ခွေးတွေကိုတွားရောက်ကူးပေါင်းပြီးတော့တဲကြီးကုန်းချေးွာကပြည်သူပိုင်းနေအိမ်တွေကိုစစ်ခွေးတွေကမိတင်ရှို့နေကြတယ်။ကြောက်စစ်ပုံအမြောက်တက်သေးကိုဝင်သွားတာလည်းမဟုတ်ပြန်ဘူး။ ခွေးတွေစုပ်ခွာရလမ်းကြောင်းကနမခ area ဖြစ်နေတော့ကျွန်တော်တို့ကရန်သူနေမြေတဲကိုဝင်ပြီးတော့သတင်းယူဖို့အင်မတန်ခက်ခဲပါတယ်ကင်းထောက် drone လွှတ်ပြန်တော့လဲရန်သူဂျမားတွေကအားကောင်းတော့ပြက်ပြက်ကြလို့လူနဲ့ပဲကင်းထောက်တာမို့လို့ရန်သူစုပ်ခွာရလမ်းကြောင်းအတိအကျကိုအရင်တုန်းကတော့အတိအကျမသိရလို့ခံမှန်းပြီးပဲပြောရတာပါလို့မုံရ KI ပြီးတော့ကဝေးအဖွဲပကဖကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းဝေါမြုံနယ်မှာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းကိုလိုက်လံစုံစမ်းနေတဲ့မြစ်ချိုးတိုက်နယ်ကနေထေးရဲရဲစင်မင်းသူကိုပြစ်ခတ်တိုက်ခတ်ရာကြီးစံလေးချက်ထိမှန်ပြီးတော့တင်ဆောင်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့မနက်9နာရီကမှမြစ်ချိုးတိုက်နယ်နေထေးရဲရဲစင်မင်းသူကိုတော်လိုင်းတပ်ဖွဲ့များကမြစ်ချိုးဈေးထဲမှာပြစ်ခတ်တိုက်ခတ်ရာ တနက်ကြီးစံ၄ချက်ထိမှန်ပြီးတော့တေဆုံးနိုင်တယ်လို့သိရပါတယ်။နေရင်းရဲ့ရဲစင်မင်းသူထံကနေပြီးတော့ဖုန်းတလုံးသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေရင်းရဲ့ရဲစင်မင်းသူဟာမြေကျိုးတိုက်နယ်အတွင်းမှာပြည်သူများကိုအကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးစစ်ဆေးဒုက္ခပေးငွေညှစ်ခြင်းဆိုင်ကယ်များကိုမတရားဖမ်းဆီးခြင်းရွာထဲမှာလောင်းကစားဒိုင်ဖွင့်ပြီးတော့ရွာသားများကိုအချင်းစရိတ်တပြက်အောင်လို့လှုပ်ဆောင်နေတဲ့အပြင်အကြမ်းမဲ့စစ်ခွေးတိုက်နယ်ပူးပေါင်းကတော်လိုင်းတိုက်ကြွလှုပ်ရှားသူများနဲ့ PDF များရဲ့တရင်များကိုလိုက်လံစုံစမ်းနေသူဖြစ်တယ်လို့သိရပါဗျ။မြေကျိုးနယ်ရင်းရဲ့ရဲစင်မင်းသူခေါ်ချက်ကလားကိုရှင်းလင်းတော့ကလက်နဲ့ခဲရနေတင်းစီရရှိတာမျိုးတော့မရှိပါဘူး။ဖုန်းတစ်လုံးပဲတင်းစီရမိခဲ့ပါတယ်။သူ့ကိုစေးုံကားနဲ့တင်သွားတယ်လို့တော့သိရတယ်။ကြည်စံကလေးချက်ထိတယ်။တင်ဖို့များပါတယ်လို့ဝေါမြုံနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောတတ်ထားပါဗျ။၎င်းတက်ခတ်မှုကိုဝေါမြုံနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းခင်ဦးမြုံနယ်အတွင်းအချမ်းပတ်စစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့စစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးကလေရင်နဲ့ဘုံးကျဲနေတဲ့အတွာခြေရွာ၁၀ခုကျော်ကတောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ကမ်းဘလူမျိုးနဲ့ဝတ်တိုးရွာကနေထွက်လာတဲ့အင်အား100ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ ကာဘိုးရွာအနီးမှာရှိတဲ့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့ခေဦးမြို့နယ်အနောက်မြောက်ဘက်ချမ်းမှာရှိတဲ့ရှားတော်ရွာကိုစစ်ကြောင်းထုတ်ဝင်းရောက်စီးနှင်းပြီးတော့တပ်ဆွဲထားတယ်လို့သိရပါတယ်။အလားတူပဲရေဦးမြို့အတွင်းကနေထွက်လာတဲ့အင်အား80ကျော်ပါတယ်။အကြမ်းမဲ့စစ်ခွေးစစ်ကြောင်းကလည်းဖေဒီကရွာနယ်အုတ်ကွင်းရွာဘက်ကနေပြီးတော့ဆက်လီများနဲ့မူးမြစ်ကိုဖျက်ကောက်ခေဦးမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကားစစ်ရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်းရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ စစ်ခွေးတွေကခေုံမြုံနဲ့အနောက်မြောက်ချမ်းနဲ့အနောက်ဘက်ချမ်းကရွာတွေကိုစစ်ကြောင်းနဲ့ကြောင်းညှက်ထိုးနေတယ်။ကံဘလူနဲ့ဝတ်တိုးရွာကနေဖွက်လာတဲ့စစ်ကြောင်းကအင်အားတရာလောက်ရှိတယ်။ခေုံနဲ့ရှားတော်ရွာမှာဒဇာကန်နေနဲ့အတူတက်ဆွဲထားတယ်လို့သိရပါတယ်။ရေဦးကနေထွက်တဲ့စစ်ကြောင်းကတော့အင်အား80ကျော်ပါတယ်။မနေ့က2နာရီကျော်လောက်မှာခေုံရဲ့အနောက်ချမ်းက ကားစေးရွာဘက်ကိုစစ်ကြောင်းထိုးနေပြီးတော့ကမ်းဘလူနယ်ဝက်တိုးကနေထွက်လာတဲ့စစ်ကြောင်းကကာဘိုးရွာအနီးအနားမှာရှိတဲ့ပြည်သူတွေကိုဖမ်းခေါ်သွားတယ်လို့ကြားတယ်။ဗဇာကန်ပြည်သူတွေနဲ့အတူခင်ဦးနယ်အနောက်မြောက်ဘက်ခြမ်းကရှားတော်ရွာမှာတပ်ဆွဲထားပါတယ်။နောက်ပြီးတော့ရှားတော်ရွာတွေကပြည်သူ၄ယောက်လောက်လည်းထပ်ပြီးတော့ဖမ်းမိထားတယ်လို့ပြောတယ်လို့ရေအူ People's Defense Comrade ကတာဝန်ရှိသူ ိုထူးကန်စွာအမေသားကပြောပြထားပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွဲစစ်ကြောင်းကြောင့်ကံဘလူမြို့နယ်ခင်ဦးမြို့နယ်နဲ့ရေဦးမြို့နယ်အဆက်မှာရှိတဲ့အင်းတိုင်းလေးရွာ၊ကားစိတ်ရွာ၊မုံရရွာ၊ရှားတော်ရွာနဲ့ငားယုံကြီးရွာအပါအဝင်ကြီးရွာပေါင်း၁၀ရွာကျော်ကပြည်သူများဟာထွက်ပြေးတိမ်းရှောင်လင်းရတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွဲတပ်ကလည်းခင်ဦးမြို့နယ်အရှိတ်ချမ်းမှာရှိတဲ့ကြီးရွာများကိုလည်း Jet Fighter နဲ့မင်းကမန္တလေးမှာလေကြောင်းတိုက်ခတ်မှုပြုလုပ်သွားတယ်လို့သိရပါတယ်။ မနေ့ကညပိုင်းကလည်း KO အရှိချမ်းသာရှိတဲ့ကြေးရွာများကိုဘုံချဲတက်ခိုက်သွားပြီးအသက်22နှစ်အရွယ်ရှိတဲ့အမျိုးသမီးတအုပ်တေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာဝက်လက်မြုံနဲ့လှတော်ရွာကိုအကြမ်းစစ်တပ်ကနှစ်နေရာခွဲပြီးတော့မိရှုဖျက်ဆီးနေတဲ့အတွက်နေအိမ်80ကျော်ပြန်ကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ17ရက်နေ့မနက်09:25မိနစ်ခန့်မှာလာရောရွာတဲကိုအကြမ်းဖက်စစ်တပ်ရဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက်ပြည်သူပိုင်းနေအိမ်များကိုနှစ်နေရာခွဲပြီးတော့မိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာဝါလန်မြို့နယ်စိုင်းနိုင်ခွေးကနေရောက်ရှိလာခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ခွေးများမိရှုဖြတ်စည်းခြင်းကြောင့်နေအိမ်80တော်မိလောင်ပြကျခဲ့ရတယ်လို့သိရပါဗျ။ လာတော့ကကိုစိတ်ခွင်းအင်အားတရာလောက်ဖတ်ပြီးတော့ဝင်ထားတယ်အဲ့ဒီထောက်ဝင်ထားတဲ့စိတ်ခွေးတွေကမနေ့ကမနေ့10နာရီ25မိနစ်ကလေးကလာတော့ကကိုနှစ်နေရခွဲပြီးတော့မီးရှို့နေတာမီးကညနေပိုင်းအထိကိုဆက်ပြီးတော့လောင်နေတော့မယ်အခုမှသိရတာကအင်ဂျင်အလုံး80လောက်ပြကျသွားတယ်လို့ပြောတယ်လို့ Wallet Informational Network တာဝန်ခံကိုမုံတိုင်းကပြောပြထားပါဗျ နိုဗ ెంబ ာလ9ရက်နေ့ကလည်းဝက်လက်မြုံနယ်အနောက်ချမ်းမှာရှိတဲ့ရွာသာကြီးရွာအထိုင်စခန်းကနေထွက်လာတဲ့အချမ်းဘတ်စစ်ခွေးများဟာထုံးဘုံရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးတော့နေအိမ်များကိုဒုတိယအချိန်ထပ်မံမိရှုံနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကရွာသာကြီးဆေးရုံလက်မှတ်ရထားတဲ့စိတ်ကျမ်းမာရေးမကောင်းတဲ့သူကိုလက်နက်အပြည့်စုံယူနီဖောင်းအပြည့်စုံနဲ့လုံခြုံရေးတာဝန်ဖမ်းဆောင်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မော်လမြစိတ်ကဲကုန်းရက်ွက်က ။ရဲစင်ကလေးကစိတ်ချမ်းသာရေးမကောင်းနဲ့အသက်28နှစ်ခန့်ရှိတဲ့ကောင်လေးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ဆယ်ရက်အကြာမှာမော်လမြိုင်ဘူရာကြီးမှာလက်နက်အပြည့်စုံယူနီဖောင်းဝတ်နဲ့တာဝန်ပေးထားတာကိုတွေ့ခဲ့ရတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ဒီကောင်လေးဟာအယူလက်မှတ်လို့ခေါ်တယ်။ရွာသားကြီးဆေးုံကလက်မှတ်ကိုကင်ဆောင်ထားသူဖြစ်ပါလေ။အခုလိုမျိုးအယူကိုတော်မှအလိုမပေးပဲစစ်မှုထမ်းခိုင်းတာတင်းနှံမပေးပဲနဲ့လက်နဲ့တက်ဆင်ပေးတာဟာအရသာပြည်သူတွေအတွက်လွန်စွာမှအနေရကြီးလာပါတယ်လို့ ပတ်ဝန်းကျင်ကပြည်သူများကပြောနေကြပါတယ်စိတ်ခွေးတွေအနေနဲ့ရတဲ့နေရာကနေရတယ်လို့အခုလိုဆွဲပြီးတော့အင်အားဖြစ်တင်းနေတာဟာမော်လမြိုင်မြို့မှာဆိုရင်ညဘက်မှောင်တာနဲ့ဘသူမှအပြင်းမထွက်ရဲတော့လောက်အောင်ဖြစ်နေကြပြီလူရမှုဆင်းမှုခိုးမှုနေတိုင်းဖြစ်နေပေမဲ့လည်းဖမ်းဆီးအရေးယူမှုတစုံတရာမရှိပါဘူးမြို့ပေါ်ကအုတ်ကြီးအများစုဟာကြံ့ဖို့လက်ပါစီတွေကြီးပါပဲသူတို့နဲ့အဆင်မပြေရင်ရဲကိုဖုန်းဆက်ဖမ်းကားပြီးတော့စစ်မှုထမ်းတွေကိုအထမပို့ဆောင်လေးရှိတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ